ခုတင်ဆက်ပေးမယ့်သတင်းကတော့ချင်းမျိုးနွယ်စုအတွင်းနာဂမျိုးနွယ်စုပါဝင်တယ်လို့ပြောကြားမှုအပေါ်နာဂလူမျိုးများကပြင်းထန်စွာကန့်ကွက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကပြည်သူ့လွတ်တော်အစည်းအဝေးမှာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနဒုတိယဝန်ကြီးကချင်းမျိုးနွယ်စု53စုမှာနာဂမျိုးနွယ်စုပါဝင်တယ်လို့ဖြေကြားခဲ့မှုအပေါ်နာဂလူမျိုးများကပြင်းထန်စွာကန့်ကွက်တယ်လို့သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါသဘောထားကြေညာချက်ကိုမလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့နာဂလူမျိုးများကိုချင်းလူမျိုးစည်းရင်းမှာထည့်သွင်းတဲ့ကိစ္စအပေါ်ကန့်ကွက်ကြောင်းသတင်းစာဆင်းလင်းပွဲမှာကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဘောထားထုတ်ပြန်ချက်အရ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတွက်အခုလိုချင်းလူမျိုးစရင်းမှာထည့်သွင်းခြင်းဟာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ364နဲ့စန့်ကျင်နေတယ်လို့ပါရှိပါတယ်။ဒါအပြင်နိုင်ငံတော်မှတရားဝင်ထုတ်ပြန်ထားတဲ့တိုင်းရင်းသားလူမျိုးများစရင်းကိုပြန်လည်ပြင်ဆင်ပြီးထုတ်ပေးဖို့နဲ့နာဂလူမျိုးများရဲ့ရိုးရာရင်ကျေးမှုအသုံးဆောင်ပစ္စည်းများကိုချင်းတိုင်းရင်းသားလူမျိုးများရဲ့ရိုးရာအသုံးဆောင်ပစ္စည်းများဖြစ်ဖော်ပြထားမှုကိုရုပ်သိမ်းမှုကိုလည်းတောင်းဆိုပါတယ်။ဘာသာရေးအသင်းအဖွဲ့များရဲ့စရင်းအရာ နာဂလူမျိုးဦးရေ၃သိန်းခွဲဝင်းကျင်ရှိတယ်လို့နာဂចောင်းသားလူငယ်များအဖွဲ့ချုပ်ရန်ကုန်ရဲ့ဥက္ကဋ္ဌဦးနောအောင်ဆန်းကပြောပါရယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုပိုင်အုပ်ချုပ်ခွင့်ရနာဂတိုင်းရင်သားမြို့နယ်တုံးကူမှာစကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့လေးရှိမြို့နယ်၊လဟေမြို့နယ်နဲ့နန်းရွမြို့နယ်တို့ဖြစ်တယ်လို့သိရပါရယ်ရှင်။